ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့လူတွေတော်တော်များများကကိုကိုကိုတီလျက်ဖြစ်စီမတီလျက်ဖြစ်စီလိန်နေမိတက်ကြရတယ်ဗျဒီနေ့မှာတော့ stop lying to yourself ဆိုတဲ့စာအုပ်ကနေရရှိတဲ့အရေးကြီးသင်ခန်းစာ၅ချက်ကိုမျှဝေပေးရှင်းပါတယ်ဗျနံပါတ်1အကြောင်းပြချက်ပေးနေတာတွေကိုရပ်ပါအချိန်မရလို့ငါမလုပ်တတ်ဘူးစားတဲ့အလွယ်တကူအကြောင်းပြချက်ပေးမှုတွေကတင့်ကိုနှောက်နေစေဒါကြောင့်မလို့ပြဿနာတွေကိုအတိမပြုပြီးတော့ တာဝန်စားယူပါနံပါတ်2တင်းရဲ့အစိုးမြင့်စိတ်ကိုရင်ဆိုင်ပါတခုခုဆိုရင်ငါမဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကိုอืมငါဘယ်လိုလုပ်မလဲလို့ပြောင်းပြီးတော့မေးပေးပါကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့လက်တွေးကိုဖန်တီးပေးရဗျနံပါတ်3သူများတွေရဲ့တင်မြင်ချက်ကိုအရင်ကယူမဆိုင်နဲ့လူတွေကတင်းရဲ့ရှည်လန်းတိုင်းကိုနားမလည်နိုင်ဒါကြောင့်မလို့ကိုယ်လန်းကိုရွေးပါ သူများတွေရဲ့အတန်တွေကိုချော့ပြီးတော့နားထောင်ပါနံပါတ်4အတိတ်ကိုဖြေလျှော့ပါ အတိတ်ကအမားတွေကိုသင်ငန်းစာအဖြစ်ပြောင်းပါငါရင်ကမားခဲ့ရဆိုတာထက်ငါဒီအမားတွေကနေပါတင်ယူလို့ရမလဲလို့ပြောင်းမိပါနံပါတ်5လှုပ်ရှင်စိတ်ကိုမဆောင်ပါနဲ့စလုပ်ပါဆရာထက်တံမှုမရှိဘဲနဲ့တော့မှစလုပ်ဖို့လိုအပ်တယ် motivation က action နောက်ကနေလိုက်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့အခုကနေစပြီးတော့ကိုကိုကိုလိန်နေတာတွေကိုရလိုက်ပါအားလုံးကျေးဇူးများတင်ပါတယ်ဗျာ ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားပါအောင်ညကျွန်တော်နောက်ဗီဒီယိုမှာလည်းဒီလိုကြောင်းရကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဘောကျွန်တော်ကတော့မြတ်တာပါ